တိခါတက်တယ်ဆိုလို့ထက်ထက်ပြီးတိခါထက်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 ကြတာဘာဖြစ်လို့လဲပိတ်ခါထက်တာကတော့လေဟိုဟာပေါ့နော်ဦးဇနမဟာသီဆရာတော်ကြီးလည်းအချိန်ချင်းဩဝါဒပေးပါဒီကိစ္စအောင်ဆရာတော်ကြီးလည်းပြောဓမ္မဒေသဆရာကြီးတို့လည်းပြောပါတယ်ဒီတိတ်ခါထက်တဲ့နဲ့ပတ်သက်ပြီးတော့တိတ်ခါထက်တယ်ဆိုတာဦးဇနလေဒီဆရာတော်ကြီးတို့လည်းပြောတယ်မပြောတယ်လေတိတ်ခါထက်တယ်ဆိုတာကတန်တရားရှိလို့ဦးဇနရဟန်းခံတဲ့အခါမှာ အင်္ဂါ၅ပါးရှိတယ်ပရိသတ်နော်ပရိသတ်က ပြည့်စုံရမယ်လို့ပြောတယ်ပြည်သက်ပြည့်စုံရမယ်ဆိုတာကရဟန်းခံရအနည်းဆုံးမြန်မာနိုင်ငံမှာရဟန်းခံရင်ရဟန်းဆစ်ဆစ်၅ပါးလိုတယ်နော်အိန္ဒိယနိုင်ငံဗုဒ္ဓဂယာမှာရဟန်းခံမယ်ဆိုရင်ရဟန်းဆစ်ဆစ်၁၀ပါးလိုတယ်ဗုဒ္ဓဂယာမှာရဟန်းခံတဲ့လူတွေက၁၀ပါးမရှိရင်ရဟန်းခံလို့မရဘူးဒါမှရဟန်းဆစ်ဆစ်နော်ရဟန်းဆစ်ဆစ်ရဟန်းအဖြစ်တဲ့ပုဂ္ဂိုလ်၁၀ပါးပြည့်ဖို့လိုတယ်အဲ့တော့ရဟန်းခံတဲ့ကမှာတပါးတလေကရဟန်းမဖြစ်ဘူးခဲ့ဘူးဆိုရင်မှ၁၀ပါးနဲ့ရဟန်းခံတဲ့အိန္ဒိယပေါ့ဗောနော်ဒီနေ့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံသူနိုင်ငံသားတချို့ အိန္ဒိယသွားပြီးရဟန်းခံကြတာရှိတယ်။တန်ခါ၁၀ပါးကွတ်တိနဲ့ရဟန်းခံတယ်။အဲ့တန်ခါ၁၀ပါးထဲမှာတစ်ပါးကမြ၊ရဟန်းမဖြစ်ခဲ့ရင်အဲ့ဆိုရင်၁၀ပါးမပြည့်တော့ဘူး။အဲ့ဆိုရင်အဲ့ဒီရဟန်းမဖြစ်တော့ဘူး။မြန်မာနိုင်ငံမှာလည်းတန်ခါအနည်းဆုံး၅ပါးပါရမယ်။အဲ့တော့၅ပါးမှာတစ်ပါးလောက်ကမြ၊ပါရာစီကကြာနေခဲ့ရင်သို့မဟုတ်တစ်ပါးလောက်ကမြ၊ရဟန်းမဖြစ်ခဲ့ရင်အဲ့ဆိုရင်၄ပါးဖြစ်သွားညော့သွားပြီ။အဲ့ဆိုရင်ရဟန်းမဖြစ်တော့ဘူး။အကြောင်းကျလို့နံပါတ်1ပြိသက်ပြည့်စုံရမယ်အနည်းဆုံး5ပါးပြည့်ရမယ်ရဟန်းဆက်စစ်နော်ရဟန်းဆက်စစ်5ပါးရှိရမယ်ပါးစီကမကြဘူးရဟန်းလည်းဖြစ်ရမယ် ငါးဘက်ဖြစ်ရမယ်အကြောင်းကျွန်တော်တန်ခါများလေကောင်းလေတော့ရဟန်းခံရင်လေတချို့ကဟိုတင်စင်းလောက်မှဆိုတော့လေတန်ခါကတ်တန်နဲ့လောက်ကြတယ်ဟိုတင်စင်းမလောက်နိုင်မှဆိုလို့ဆိုဥစ္စာအကြောင်းမှဆိုပြောတယ်မဟုတ်ဘူးအကုန်တက်ဥစ္စာနေအကုန်တက်ရတယ်ဒါလည်းဘုဒ္ဓတာမှတ်ထားပါဥစ္စာအကြောင်းနိုင်မှဆိုရင်ရဟန်းတရားရှိတယ်ရဟန်းတရားအကုန်တက်ရတယ်ရဟန်းခံမဲ့တရားတရားမှကိုလည်းပြောတယ်ဥစ္စာအကြောင်းနိုင်မှဥစ္စာနေအကုန်တင်တက်ရပါတယ်အဲ့တော့တရားမိုင်းနဲ့တင်စင်းမလောက်ရင်လည်းနေပါဥစ္စာပြောထားပြီးသားတန်ခါတရားလောင်းစရာမလိုပါဘူးကို့သဘောပဲမလောင်းနဲ့ရတယ်ဥစ္စာကတော့ရဟန်းဖြစ်ဖို့အဓိကအဲ့တော့တန်ခါရှိသမျှအပားတရားအကုန်တက်ရတယ် ောက်တစ်ခုရွေးချက်တစ်ခုကဘာလဲဆိုတော့ဥစဉ်လေးတွေအတွေ့အကြုံရစေခြင်းအတွေ့အကြုံတချို့ကဆယ်တော်ကြီးတွေပဲတင်တက်နေတဲ့ခါကျဥစဉ်လေးတွေဘာအတွေ့အကြုံမှမရှိဘူးတကယ်ရဟန်းခံလောက်ပါဆိုဥစဉ်နဲ့မလုတ်တတ်တော့ဟုတ်ပြီလားတခါတလေဥစဉ်တွေကိုကန်ဆောင်ဖို့အတွက်ဟိုစီစဉ်ခိုင်းနေဆိုသူတို့ဘာမှမလုပ်တတ်တော့ကမ္ဘာသားမဖတ်တတ်ဘူးစီစဉ်မကြအောင်ဖြစ်သွားတယ်အဲကြောင့်အတွေ့အကြုံရစေခြင်းနဲ့အဲကြောင့်ဥစဉ်တော့ရွေးချက်နှစ်ချက်နဲ့နော်အဲတော့ကန်ဆောင်တဲ့အခါမှာတန်ခါများရင်ပိုကောင်းတယ်ပါးစိကကြတဲ့ပုဂ္ဂိုလ်ပါခဲ့ရင်လည်းအစားပြန်ထိုးလို့ရတယ်အဲကြောင့်နံပါတ်1တန်ခါများလေကောင်းလေရွေးချက် ဒုတိယကတော့ဥစဉ်လေးတွေကိုအတွေ့အကြုံရသိခြင်းရည်ရွယ်ချက်ဒီနှစ်ချက်ကြောင့်ဥစဉ်လုံးကြောင့်မှဆိုရင်ဥစဉ်တွေအကုန်တိမ်တက်ရတယ်မတက်မနေအကုန်တက်ဥစဉ်တွေတက်အဲ့လိုမျိုးဒါလည်းတခြားကြောင့်လိုက်တွေအတွေ့အကြုံရအောင်ပြောပြတာလေဒါအရေးကြီးတယ်အဲ့တိမ်စင်းကအဓိကမဟုတ်ဘူးတိမ်စင်းကိုငဲ့ပြီးတော့ရဟန်းချော့လိုက်မယ်ဆိုရင်အကဲပါတိကကြတဲ့ပုဂ္ဂိုလ်ကပါနေခဲ့ရင်ရဟန်းဖြစ်တဲ့ပုဂ္ဂိုလ်ပါနေခဲ့ရင်ရဟန်းမဖြစ်တော့ဒီပုဂ္ဂိုလ်ကနော်သတိထားစရာလေးတစ်ချက်အဲ့ကြောင့်ဒါဟိုတိတ်ခတ်တဲ့အချက်ကြောင့်ပြောနေပြောရင်းနဲ့နော်ဒါနံပါတ်1ပြိသက်မပြည့်စုံခဲ့ရင်ရဟန်းမဖြစ်ဘူးဒါတိတ်ခတ်တဲ့အချက်အကြောင်းပြောတာနော်ရဟန်းမဖြစ်ရင်ပြန်ထက်ရတယ်ပြောပြတာ ော့နံပါတ်2ကတိမ်တိမ်မအောင်ခဲ့ရင်လည်းရမ်းမဖြစ်ဘူးဆေရော်တွေကတိမ်သမုတ်တယ်သမုတ်တဲ့ခါမှာအမတန်ခက်တယ်တိမ်သမုတ်တဲ့ခါမှာဒီနမိတ်တိုင်တွေရှိတယ်နမိတ်တိုင်ကဆိုလို့ကြောင်းနမိတ်တိုင်နဲ့သမုတ်လို့ရတယ်ရေနမိတ်နဲ့သမုတ်လို့ရတယ်အင်္ဂလိပ်တိုင်နဲ့သမုတ်လို့မရအောင်တတိထနော်တိမ်နမိတ်တိုင်ကိုလုပ်တဲ့ခါမှာကြောက်တိုင်ပဲဖြစ်ရမယ်အင်္ဂလိပ်တိုင်မရအောင်အဲ့အင်္ဂလိပ်တိုင်ကိုတိမ်နမိတ်လုတ်ခွင့်မရှိဘူးတချို့ကနားမလဲတော့ဥစဉ်တွေ့ဘူးတဲ့တခါဥစဉ်တို့ဥဆောင်တဲ့တိမ်သမုတ်ဘွဲတစ်ခုမှာပေါ့ဆရာတော်ဘာကဟိုတိမ်ဥဆောင်သမုတ်ဘွဲဆိုလာအပ်တယ်အဲ့တော့ ကောင်းပြီပေါ့နော်ဘာနဲ့သမုတ်ပါလဲကြောင်းနမဲနဲ့သမုတ်မယ်သူကပြောတယ်ကြောင်းနမဲဆိုတော့ကြောက်ကိုစင်စင်ပြီးပြီလားစင်စင်ပြီးပြီလို့ပြောတယ်အဲ့လိုဆိုရင်စိတ်ချတော့သွားမကြည့်လိုက်တော့တကယ်တော့သွားကြည့်ရမှာပေါ့နော်နောက်ကြတော့တကယ်သွားသမုတ်တဲ့ခါကျတော့ကြောက်တိုင်မဟုတ်ဘူးအင်္ဂလိပ်တိုင်တွေဖြစ်နေတယ်အင်္ဂလိပ်တိုင်ဖြစ်နေတော့ဟာရှင်မယားဒီအင်္ဂလိပ်တိုင်သမုတ်လို့မရဘူးဆိုတော့အာချင်းအဲ့ဒါကြောက်လိုက်ချာရတာကြောက်ခဲလိုက်ချာကြောက်တုံးလိုက်ချာရတာပေါ့အဲ့တော့ကြောက်တုံး အဲ့တော့တော်သေးတယ်အဲ့နာမှာနည်းနည်းလမ်းပြင်နေတဲ့နေရာနဲ့သွားတိုးတော့လမ်းပြင်နေတဲ့ထက်ကျောက်တုံးတွေဆွဲရတာတော့အဲ့လမ်းဆိုင်ရာလူတွေကြီးကခွင်းတောင်းပြီးတော့ဒီကျောက်တုံးတွေကိုတင်သမုတ်ခွင့်ပြုပါဆိုတော့ကျောက်တုံးတွေယူတောင်းပြီးတော့ကျောက်တုံးတွေချပြီးတမုတ်ရတာပေါ့နော်အဲ့တော့ဆိုလိုတာကအင်္ဂလိပ်တိုင်းနဲ့တင်သမုတ်ရင်တင်မအောင်ဘူးပေါ့တင်မဖြစ်ဘူးအဲ့တင်မဖြစ်ဘဲနဲ့ရမ်းခလိုင်တင်ရမ်းမဖြစ်ဘူးနော်အဲ့တော့တင်သမုတ်တဲ့အခါမှာဦးဇင်းတို့တင်အောင်ဖို့လိုသေးတယ်နော်တင်မှလည်းဦးဇင်းတို့ကမ္ဘာသားဖတ်တဲ့အခါမှာထန်ကလိုင်းပြီးဖို့လိုသေးတယ်ပေါ့အဲ့ထားပါတော့ကဲအဲ့တော့နံပါတ်1ကတင်ပေါ့နော်နောက်နံပါတ်3ကဒီကမ္ဘာသား ကမ္မဝါဒပီမရမ်းဖြစ်မှာကမ္မဝါဒထန်ကလေးမပင်ရမ်းမဖြစ်ဘူးဥမာတစ်ခုပြောလိုက်မယ်သူနာတုဆိုတာနော်သူနာတုမှာနာကြီးရေးရှာနာအဲ့တော့မြန်မာစာမှာကနာကြီးနဲ့နာငယ်ကအတူတူမကွဲဘူးနာငယ်လည်းနာပဲနာကြီးလည်းနာပဲပါဠိမှာကျတော့ကွဲတယ်နာငယ်ကိုတော့ရိုးရိုးတန်းတန်းနာလို့ဆိုပြီးတော့နာကြီးကိုဆိုတဲ့ကမှာရာကောက်ကိုဆိုလို့ခြာလိမ့်တယ်နဲ့ဆိုရတယ်ဟုတ်ပြီနော်။နာကြီးကိုဆိုလို့ရှိရင်နာကိုဆိုတော့မှာခြာကိုပေါ်လိုက်ပြီးတော့သူနာလို့အဲ့လိုဆိုတာ ်သူ့နာရလို့ရှာဖို့ပေါ့လက်ရတယ်သူကသူ့နာတုဆိုရင်မှားပြီအရန်မဖြစ်တော့ဘူးအရန်ရေးကြည့်တယ်နော်ဒါတော်တော်များများရေးကြည့်တဲ့ကိစ္စအကြောင်းကမ္ဘာသာဖတ်တယ်ဆိုတော့တော်တော်များများမဖတ်ရဘူးဒါတကယ်ကိုစာကိုချင်းနှစ်ကြဆယ်သမားနဲ့သင်မှုတဲ့ပုံကမှာကမ္ဘာသာဖတ်ရတာအဲကြောင့်တမန်တူကိုမဖတ်ခိုင်းရဘူးကမ္ဘာသာကိုအဲကြောင့်သူ့နာတုဆိုရင်သွားပြီကံပြတ်ပြီမအောင်တော့ရန်မဖြစ်တော့ဘူးအရန်ရေးကြည့်တယ်နော်သူ့နာတုဆိုပြီးတော့ရှာကိုလိတ်ပြီးတော့ဖတ်ရမှာသူ့နာအောင်ဒါမှရန်ဖြစ်တာအဲ့တော့မာဂနာအဲ့ဆိုဦးကျွန်တော်လေဒီဆယ်လို့ရလာပြောတာပေါ့ တချို့ကနားမလဲပဲနဲ့တဲ့သူ့နာတုဆိုပြီးတော့ရှားတန်းလန်းနဲ့ဖက်လိုက်ရင်တွားပြီးတဲ့ရမ်းဖြစ်တော့ဘူးတဲ့ကျွန်တော်တို့ကအဲ့လိုတော့ပြောဘူးတဲ့လေကျွန်တော်တို့ကဒါကြောင့်ရဟန်းခံတဲ့အခါမှာကမ္မဝါစာအရန်ရစ်ကြည့်တယ်ထန်ကရင်ကြကြဖတ်နိုင်တဲ့ပုံကိုလိုတယ်အဲ့ဒါမှရဟန်းဖြစ်မှာဟုတ်ပြီနော်ရဟန်းဖြစ်တဲ့ဟိုတိတ်ကထက်တယ်ဆိုတာပြောနေတာနော်အဲ့တော့ပရိသတ်လည်းတန်ခါပရိသတ်လည်းပြည့်စုံရမယ်တိန်လည်းအောင်မြင်တဲ့တိန်ကြလုံးဖြစ်ရမယ်ကမ္မဝါစာလည်းထန်ကရင်ပြီးရမယ်နော်နောက်ရဟန်းလောင်းရဟန်းလောင်းကလည်းဟိုအသက်20ပြည့်ရမယ်နော်အသက်20ပြည့်တဲ့ပုံကိုဖြစ်ရမယ် မင်းနော်အသက်20ပြည့်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါမှသူကရဟန်းဖြစ်မှာအသက်20မပြည့်ဘဲနဲ့ရဟန်းခံမိလိုက်လည်းရဟန်းမဖြစ်ဘူးတချို့ကမွေးတဲ့ကိရင်မှားပြီးတွက်မိလိုက်တယ်ရဟန်းမဖြစ်ဘူးနော်အဲ့တော့၄ချက်အမှန်၅ချက်ပေါ့ညက်ရဲကမွာနှုတ်ခွာလိုက်တာဦးဇင်းကခုနပေါင်းပြောလိုက်တာညက်ကတခုကမွာကတခုပေါ့အဲ့တော့ပရိသတ်ပြည့်စုံရမယ်နော်ပရိသတ်ဆိုတာဟိုနာအနည်းဆုံးရဟန်း75ပါးရှိရမယ်နောက်အောင်မြင်တဲ့တန်ကြလုံးဖြစ်ရမယ်နော်နောက်တစ်ခါခုန ကံမဝါစာဖတ်တဲ့ခါမှာထန်ကတိုင်းပြရမယ်အမကံမဝါစာကောညက်ကောနှစ်ခုပါသွားတာပေါ့နော်နောက်ပြီးယဟန်လောင်းဒီအသက်20ပြည့်ပြီးသားဖြစ်ရမယ်ဟိုယောက်ျားစစ်စစ်ဖြစ်ရမယ်ယဟန်လောင်းကဟိုအချောင်းမဖြစ်ရဘူးဟိုမိန်းမမဖြစ်ရဘူးတိရိစ္ဆာန်မဖြစ်ရဘူးအဲ့လိုရှိတယ်သူကနှစ်တွေပါတယ်ရိုင်းခံလို့မရဘူးသူကလူသားစစ်စစ်ဖြစ်ရမယ်လူသားစစ်စစ်ယောက်ျားစစ်စစ်ဖြစ်ရမယ်အဲ့လိုမျိုးသူကပန်တုပ်တွေပါတယ်ရိုင်းခံရိုင်းမဖြစ်ဘူးသူကအဲ့လိုမျိုးရှိတယ်အဲ့တော့ဆိုတော့တိတ်ခါထက်တယ်ဆိုတာကအဲ့ဒီ၅ပါးထဲမှာတစ်ခုခုရွှေရင်ခဲ့သည်ရှိတော့ ရန်ရှေးတော့ရဟန်းခံတော့ရန်ဖြစ်ခဲ့တယ်။ဥပမာကိုယ့်ကိုပထမရဟန်းခံတော့ကမ္ဘာသားမပီခဲ့ရင်နော်ကိုယ့်ပထမရွာမှာရဟန်းခံတယ်အဲရွာကဆရာတော်ကြီးကမ္ဘာသားမဖတ်တတ်ဘူးလို့ဖြစ်ကလန်ကဖတ်ပေးလိုက်တယ်အဲ့ဒါသူရမ်းမဖြစ်ဘူးအဲ့ဒါတန်တရားရှိလို့တိတ်ခါပြန်ထက်တာအဲ့ဒါမျိုးဖြစ်ရမှာတိတ်ခါရှေ့မှာရမ်းမဖြစ်ခဲ့ရင်ဖြစ်ပါစေဆိုရွေးချယ်တဲ့တိတ်ခါထက်တာနောက်ကိုယ့်ကိုရမ်းခံတဲ့တိမ်သည်စိတ်မချလို့နောက်တစ်ခါရမ်းပြန်ခံတာဒါမျိုးဖြစ်ရမှာနော်အဲ့တော့ပထမရမ်းခံတော့ကအကြောင်းမျိုးမျိုးကြောင့်တန်တရားဖြစ်လို့ရမ်းပြန်ခံတာအဲ့ဒါမျိုးကိုတိတ်ခါထက်တယ်လို့ခေါ်တာ ဟုတ်ပြီနော်အဲ့တော့ဘာမှတန်တရားမရှိဘဲနဲ့ဟိုဒကာဒကာမပေါအောင်တိတ်ခါတက်တာတော့မလုံတင်တဲ့ကိစ္စပါဆိုပြီးတော့ဆိုတော့ lady ဆရာတော်ကဓမ္မဒေတာဆရာတော်ကြီးကမဟာဆရာတော်ရောမိတ်ပါတယ်ကိုကိုကိုတန်တရားရှိတော့တိတ်ခါပြန်ထပ်ပါထပ်တက်တော့ထက်အချင်းချင်းထက်ထပ်လို့ရတယ်ဒါပေမဲ့တန်တရားဘာမှမရှိဘူးကိုကိုရမ်းဖြစ်တာကိုစိတ်ချတယ်နော်ကိုကိုရမ်းခံပေးတဲ့ဆရာတော်တွေကလည်းစာတက်ပေးတဲ့ဆရာတော်ကြီးတွေရဟန်းလည်းပြည့်စုံတယ်တိမ်နဲ့အောင်မြင်တယ်စိတ်ချတယ်ကမ္ဘာသာလည်းပီတာတယ်ဆိုရင်ဘာမှတန်တရားမရှိရင်တိတ်ခါမထက်နဲ့တော့မထက်ရတော့ဘူးနော်ထက်စရာမလိုဘူး ဲ့တော့တိတ်ခါထက်တယ်ဆိုတာရမ်းမဖြစ်ခဲ့သည်ရှိတော့ဖြစ်ပါစေဆိုတဲ့ရွေးချယ်ထက်တာပါအဲ့တော့တချို့တတ်တော်ကြီးခါမှလာထက်တာမျိုးကျွန်တော်လည်းစဉ်းစားကြကောင်းလာပြီတချို့တတ်တော်ရမ်းကြည့်တယ်ဒီဆရာရမ်းမဖြစ်ခဲ့ဘူးလားဆိုစဉ်းစားကြဖြစ်လာပြီဟုတ်ပြီနော်တလောတတ်တော်ကြီးကြီးခါမှတိတ်ခါထက်တဲ့ခါကျတော့ရမ်းမဖြစ်လို့ရမ်းခံတာလားလို့ပြန်မေးစာဖြစ်လာပြီတခိုင်းမင်းနဲ့မင်းကအဲ့သဘောဖြစ်သွားတာပေါ့အဲ့တော့ရမ်းဖြစ်လို့တိတ်ခါထက်တဲ့အိဗေကတော့ရမ်းမဖြစ်လို့တိတ်ခါထက်တဲ့သဘောပဲဖြစ်ရမယ်လက်လက်မှာလိုချင်လို့ထက်တာမဖြစ်စီရအောင်နော်အဲ့တော့တိတ်ခါတက်တဲ့ဆိုတာတန်တရားရှိလို့ထက်တာပဲဖြစ်ရတယ်။အဲ့တော့ဥစ္စာတော်ကြောင့်နေမှာဆိုရင်တိတ်ခါတက်ရင်ဘယ်တက္ကရာမှမလို့ တချို့စာသင်သားဥစဉ်လေးတွေလာတယ်။ဥစဉ်ကတော့ထက်ခိုင်းတယ်လက်ဒီဆရာတော်ကြီးလက်ထက်ခိုင်းတယ်။တိတ်ကအချိန်ချင်းထက်ကောင်းတယ်။ဘာလို့လဲဆိုတော့သူ့ကိုကမ္ဘာသာဖက်ခဲ့တဲ့ဆရာတော်တွေပိန်တွေကဘယ်လိုမှမသိဘူးလေ။မသိတော့တိတ်ကထက်တာကောင်းတယ်။ကောင်းကောင်းနေပို့ပြီးတော့သိချရအောင်အကြောင်းဆိုတော့ကြောင်းနေပါဆိုရင်လေဒီလာပြီးလောက်ွယ်15ရက်ဆိုရင်တိမ်ဝင်တယ်တိမ်ဝင်ရင်တန်တရားရှိတဲ့ဥစဉ်တွေဘယ်သူမှမဆိုလာ6တိတ်ကထက်ခွင့်ပေးတယ်ဘယ်တကာတကာမှဖိတ်စာမလို့အတိပေးစာလည်းမလို့ကိုကကိုတန်ဃာတွေစီမှာတိတ်ကထက်လိုက်ပြီးသွားပြီဒါဘယ်သူမှအတိပေးစာဖိတ်စာမလို့တိမ်စင်းလောက်ကြလည်းမလို့ နော်အဲကြောင့်တိတ်ခါတက်တယ်ဆိုတာတိမ်စင်းလုံးကြလည်းမလို့ဘူးသူကသူတန်တရားရှိလို့ရဟန်းပြန်တိတ်ခါတက်လိုက်တာဒီသဘောပါနော်တချို့ရည်ရဲ့ဆင်းရဲဟိုဟိုအလူကြီးတွေလို့ဟိုပြည်စုံအောင်လို့ဆိုပြီးတော့ကြောင်းလိုက်စရာတော့တပီတော့တိတ်ခါထပ်ပြရစီဆိုပြီးရှောက်တယ်မဆိုင်ပါဘူးဦးစင်းအများနဲ့ပြောပါဦးစင်းလုံးချက်မှာပြောတယ်လဲဆိုတော့ဦးစင်းတချို့ဆိုလဲဦးစင်းကပြောတယ်ရှင်မြတ်တိတ်ခါတက်ပြရစီဦးစင်းကပြောတယ်ဦးစင်းကတိတ်ခါမချလိုက်ဦးစင်းကရမ်းဖြစ်ပြီးသားလို့ဦးစင်းပြောတယ်အဲ့တော့လုတ်ချက်လဲဆိုဒီကံမကြီးလို့ရမ်းမဖြစ်သေးတဲ့ဦးကိုရင်နေရှိတယ်သူတို့ဟိုရမ်းဒီကံမလုတ်ပါအဲ့ဒါအကျိုးများတယ် သာသနာမှာစာသင်သားကိုရင်ဦးစင်းနဲ့အများကြီးရှိတယ်အဲ့တော့ရဟန်းမဖြစ်သေးတဲ့ကိုရင်တွေကိုရဟန်းတကာပါလို့အဲ့ဒါကောင်းတယ်အကျိုးများတယ်လို့အဲ့တော့ဖြစ်ပြီးသားဆရာတော်ကိုတိတ်ခါတဲ့ဘာအကျိုးမှမရယူယူနဲ့ပစ္စည်းလေးပါတကာတကာမှခံနိုင်ပြီပြီလို့ဟုတ်တယ်နော်ပစ္စည်းလေးပါတကာတကာမှဖြစ်အလူခံနိုင်6တားလိုက်ပြီးသွားပြီလို့တိတ်ခါချက်လို့ဘာမှအကျိုးမရှိဘူးနော်အဲ့ကြောင့်မဖြစ်သေးတဲ့ရဟန်းဖြစ်တဲ့ဦးစင်းကိုရင်ကြီးတွေကိုရဟန်းခံပေးပါအဲ့ဒါအကျိုးများတယ်ဦးစင်းကတော့အဲ့လိုပဲပြောတယ်တို့တကာမှလည်းအရှင်ပြတိတ်ခါထက်ပြရစေမထက်နဲ့ဦးစင်းကရဟန်းဖြစ်ပြီးသားထက်စရာမလိုဘူးလူချင်းပစ္စည်းလေးပါလူတန်းရရတယ်ဒါပေမဲ့ရဟန်းတကာဖြစ်ချင်ပါတယ်ဆိုရင်ဦးစင်းကိုခံလို့ရဟန်းတကာဖြစ်မှာမဟုတ်ဘူး ဟုတ်တော့ကိုကရမ်းဖြစ်ပြီးသားလေအဲ့တော့ခံကျင်တယ်ဆိုလို့ရှိရင်ရမ်းဖြစ်တဲ့ကိုင်ကြီးတွေရှိတယ်အဲ့ဒီသာသနာ့တွေမှာအကိုင်ကြီးတွေကိုရမ်းခံပြီးအကျိုးများတယ်အဲ့လိုပဲပြောရတာဒါဆရာတော်ကြီးတွေနေလဲအဲ့အဲ့လိုလမ်းညွန်တင်တာနော်ဒါမှသာသနာ့တန်ခါတွေလည်းချမ်းသာတာပေါ့အဆင်ပြေတာပေါ့နော်ဟာရမ်းဖြစ်ဖို့ဆိုရင်လေဟိုယောက်ျားဆစ်ဆစ်ဖြစ်ရမယ်ဆိုဒီယောက်ျားတော့ခန္ဓာကိုယ်ကယောက်ျားပဲပေါ့နော်ဒါပေမဲ့မိန်းမအငုံစိတ်ဖြစ်နေရဲဆိုရင်ရော ်သူကဟိုအရင်ခံရင်ဟန်သူကဒီမိမစိတ်ဖြစ်တယ်ဆိုတဲ့နေရာမှာလည်းဦးဇနုတို့ဒီပေါ့နှစ်ပုံးပန်တို့ချလို့ရှိတာပေါ့ဗျအဲ့တော့ပန်တို့မှာကသူက body structure ပါနည်းနည်းပြောင်းနေသူကအဲ့တော့ body structure လဲသူကစိတ်တစ်ခုနဲ့လည်းမရအောင်သူ body structure ပါပြောင်းမှသူကဒီပန်တို့ဆင်းထဲမှာဝင်တော့ဦးသူကအဲ့တော့စိတ်ကော body ရောနှစ်ခုလုံးပြောင်းမှသူ့ကိုရမ်းခံပြီလို့မရမှာအဲ့ စိတ်ကဖြစ်နေတယ်ဆိုတာကတော့ရမ်းခံပြီးလို့ရတဲ့နေရာတော့ရှိတယ်ပြန်ပြင်ရမယ့်နေရာရှိတာကိုစိတ်ကြတာလေ body ကမပြောင်းဘူးစိတ်ကပဲပြောင်းနေတာဆိုတော့သူ့စိတ်ကိုနည်းနည်းပြန်ပြုတ်ပြင်ရမယ့်နေရာရှိတယ်ပေါ့ဟိုလိုဆိုးဆိုးဝါးရေးမဟုတ်ဘူးပေါ့ဟို body စကြာမှာပြောင်းသွားတဲ့ပုံကကျတော့ဆိုးတယ်သူကသူ့ရဲ့ hormone တက်တွေကဆိုပြောင်းနေတာဒီ hormone တက်ကတော့ဒုက္ခပေးတယ်ဟောဒါကကျတော့ဒီရမ်းအနေနဲ့ထားလိုက်လို့ရှိရင်ပြဿနာ problem တွေဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကသူ့လိုမရောခိုင်းတဲ့တဲ့ကိုမထည့်ခိုင်းတာ